ပါခင်ဗျာမင်္ဂလာပါရှင် VOE TV Magazine စီစဉ်ကကြိုဆိုပါရရှင် VOE မြန်မာ TV သတင်းတော်အပအဝင် VOE အာရှရုပ်မြင်သံကြားစီစဉ်တွေကိုအရှ73ဂျူရီကနေပြီးတော့နေ့စဉ်24နာရီပတ်လုံးထုတ်လွှင့်ပေးနေပါတယ်နေ့စဉ်မနက်9နာရီတိုင်းမှာမြန်မာပိုင်းစီစဉ်သစ်ကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်စီစဉ်သစ်မပြောင်းရင်အချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်ရှင် ။နာနေကုသားညုံရေဒီနေ့ TV Magazine စီစဉ်မှာဘယ်အကြောင်းအရာတင်ဆက်ပေးမယ်ဆိုတာကိုအရင်ဆုံးမိတ်ဆက်ပေးကြရအောင်ပါရှင်။ကောင်းပါပြီခင်ဗျာ။ဒီမြန်မာနိုင်ငံကိုလာခဲ့တဲ့ဒီလူခွန်ရေကုလသမဂ္ဂလူခွန်ရေကိုယ်စားလှယ် Thomas Wayne Turner ကနေပြီးတော့ဒီမြန်မာနိုင်ငံခီးစဉ်တွင်သူ့ရဲ့လုံခြုံရေးအတွက်ဆွေးနွေးကနေပြီးတော့အသေးချာအကာအကွယ်မပေးခဲ့ဘူးဆိုပြီးတော့ဆွဆွဲပြောဆိုလိုက်ပါတယ်။ On my way to the township administrative office in Maitila at around မြမအစိုးရဘက်ကတော့မစ္စတာကင်နန်လာရဲ့ပြောဆိုချက်ဟာအရင်ရင်သူ့ရဲ့ခီးစဉ်တွေတုန်းကလိုပဲတကယ်လက်တွေ့အဖြစ်မှန်တဲ့ကိုယ်လည်းမှုတွေရှိတယ်ဆိုပြီးတော့မစ္စတာကင်နန်လာရဲ့ပြောဆိုချက်ကိုညှင်းဆိုပါရယ်။နောက်မြမနိုင်ငံမှာ electronic ဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုဆွေးနွေးဖို့လွှတ်တော်ကနေပြီးတော့သဘောတူလက်ခံလိုက်ပါရယ်။နိုင်ငံတကာသတင်းတွေမှာတော့ဒီ Syria မှာဆွေးရကနေပြီးတော့ရပ်သားတွေကိုဓာတ်ရုပ်လက်နက်အသုံးပြုပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုလို့ကုလသမဂ္ဂလူညွင့်ကောင်စီမှာအရေးပေါ်စီဝေးခေါ်ယူခဲ့ရပါရယ်။နောက်ဒီအစ်ချစ်သမရဟောင်း Hosni Mubarak ကိုကျင်းတောင်တဲကနေပြီးတော့ပြန်လွှတ်ပေးလိုက်ပြီးတော့ လောလောဆယ်နေအကျေချုပ်ချထားလိုက်ပါတယ်။တရုတ်နိုင်ငံကထင်ရှားတဲ့နိုင်ငံရေးသမားဘိုရှီလိုက်ကိုလက်စားမှုဆိုင်ရာဆွဲချက်တွေနဲ့စာသာပရိနိမှာပဲတရားရုံးတင်ပြီးတော့စတင်ဆက်စည်းပါတယ်။ဒီသတင်းတွေနဲ့အတူပဲပြီးခဲ့တဲ့တပတ်တွင်ထူးခြားတဲ့နိုင်ငံတကာသတင်းကောက်နှုတ်ချက်တွေကိုတင်ဆက်ပေးမှုစီစဉ်ထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံရဲ့လွှတ်တော်တွေအတွင်းမှာလွှတ်တော်အမတ်တအူးနေနဲ့လုပ်ငန်းဆောင်တာတွေထိတိယောက်ယောက်လှုပ်ဆောင်နိုင်ဖို့အတွက်ကြောရောင်နောက်ခံပြုအထောက်ပံ့တွေနှဲပါနေသေးတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြု အမျိုးသားလွတ်တော်အမတ်တဦးကပြောကြားသွားပါတယ်။အလိုတော်ပေါ့တကယ်တမ်းဆိုပြောရရင်တော့အခုဒီနိုင်ငံတွေရောက်လာတဲ့ခါကျတော့ကျွန်တော်တို့အများကြီးကျွန်တော်တို့လိုနေတယ်ဆိုတာသိရတယ်။ဒီမှာဆိုရင်လွတ်တော်အမတ်တယောက်မှာကိုပိုင်လွတ်တော်တွေရောက်ရှိတဲ့အချိန်နှစ်နှစ်တာကာလအတွင်းကြုံရတဲ့အနေအထားတွေရွေးကောက်ပွဲကာလမှာလူထုကိုပေးထားတဲ့ဂတိတွေကိုဘယ်လောက်ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီလဲ။ပြီးတော့လက်ရှိအမတ်တဦးအနေနဲ့2015ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘလောက်ထိမျှော်လင့်ချက်ထားရှိပါသလဲဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြု ARD တိုင်းအမျိုးသားလွှတ်တော်အမတ်ဦးသိန်းစွေနဲ့တွေ့ဆုံမေးမြန်းခန်းကိုလည်းရှုစားကြရမှာဖြစ်ပါတယ်ရှင်။သတင်းပတ်စင်တိုင်းတင်ဆက်ပေးနေတဲ့တတ်တန်အောင်သတင်းလွှာမှာတော့ဒီချိုချင်းတကြားလုံးတွေရောင်းတာအောင်မြင်တဲ့တင်းနစ်ချန်ပီယံမျိုးသမီးလေးဘာကြောင့်သူ့နာမည်ကိုတကြားလုံးအမည်အမှတ်တဆိတ်နာမည်ပြောင်းကျင်တာပါလဲ။နောက်ဂျင်နီဖာလိုပက်စ်ရဲ့အပန်းဖြေအိမ်ကိုလူတစ်ယောက်တပတ်ကြာကြာဖောက်ဝင်နေတာဒီအကြောင်းပါဝင်ကဘာတဝမ်းကထင်ရှားကြော်ကြားသူတွေနဲ့အမှုပညာရှင်တွေရဲ့သတင်းတိုးတိုးထွားတာတွေကိုရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ ယ်ကိုသားရေအခုပထမဆုံးတော့ပြီးခဲ့တဲ့သတင်းပတ်အတွင်းမြန်မာနဲ့ကမ္ဘာတစ်ဝန်းကထူးခြားတဲ့သတင်းတွေကိုအရင်ဆုံးပြောပြချင်အောင်လားရှင်။ကောင်းပါခင်ဗျာ။ဒီကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးအထူးကူစလဲသောမတ်အိုဟီကင်နနာရဲ့မြန်မာနိုင်ငံဆေးရကြခီးစဉ်ပြီးဆုံးသွားပြီဖြစ်ပြီးတော့အစိုးရပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရထွတ်ကမစ္စတာကင်နနာပြောသလိုမိထီလာမြို့မှာဆန္ဒပြခဲ့တဲ့သူတွေကသူ့ကားကိုဝိုင်းခဲ့တဲ့ကိစ္စမှာအစိုးရကလုံခြုံရေးအရာထိထိရောက်ရောက်တာဝန်ယူပေးနိုင်ခဲ့ခြင်းမရှိဘူးဆိုတာမဟုတ်တဲ့အကြောင်းညှင်းဆိုသွားပါတယ် နောက်မြန်မာနိုင်ငံရဲ့ electronic ဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုဆွေးနွေးဖို့အတွက်သဘောတူလိုက်ကြပါတယ်။နောက်ဆီးရီးယားနိုင်ငံဒမစကတ်မြို့တော်နားမှာအစိုးရတပ်ဖွဲ့တွေကယာနဲ့ချီတဲ့အရက်သားတွေကိုဒါရုလက်နက်တွေအသုံးပြီးတော့တပ်ပစ်ခဲ့တယ်ဆိုတာကိုကုလသမဂ္ဂကစုံစမ်းစစ်ဆေးနိုင်ဖို့ကြိုးစားနေပါတယ်။တရုတ်နိုင်ငံကထင်ရှားတဲ့နိုင်ငံသမားပူရှီလိုက်ကိုလက်စားမှုဆိုင်ရာဆွဲချက်တွေနဲ့စာသာပရိနေမှာပဲတရားရုံးတင်ပြီးတော့စတင်စစ်ဆေးတာမှာမစ္စတာဘူကဆွဲချက်တွေကိုညှဉ်းဆဲသွားပါတယ်။ဒီလိုမျိုးထိတ်တန့်ရောက်တပတ်တွင်းမြန်မာနိုင်ငံကသတင်းတွေကိုဒေါခင်မျိုးသက်ကတင်ဆက်ပေးထားပါရခင်ဗျာ။ မြန်မာနိုင်ငံကိုဆဲကြခီးစဉ်ရောက်ရှိလာခဲ့တဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရဲ့အထူးကိုယ်စားလှယ်သောမတ်စ်အိုဟေးကင်တနာဟာဗိုလ်တပူးနေကပဲသူ့ရဲ့ခီးစဉ်ကိုအဆုံးသတ်ပြီးမြန်မာနိုင်ငံကနေပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။မစ္စတာကင်တနာကသူ့ရဲ့ခီးစဉ်အတွင်းမှာသူ့ရဲ့လုံခြုံရေးအတွက်မြန်မာအစိုးရကအကာအကွယ်မပေးခဲ့ဘူးလို့သူ့ခီးစဉ်နောက်ဆုံးနေ့ဗိုလ်တပူးနေကရန်ကုန်မြို့ကမထွက်ခွာခင်ရန်ကုန်လေစိတ်မှာသတင်းစာရှင်းလင်းပွဲကျင်းပပြီး ခီးစဉ်အတွင်းတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေကိုရှင်းလင်းပြောပြတော့မှာဆက်ဆွဲသွားတာပါမစ္စတာကင်တန်နာမိထီလာမျိုးကိုရောက်သွားတဲ့အချိန်ည10နာရီခွဲလောက်မှာဆန္ဒပြကန့်ကွက်သူတွေကသူ့ကားကိုဝိုင်းပြီးရန်ပြုမလို့လုခဲ့တဲ့ကိစ္စကို တာဝန်ရှိသူတွေက လုံခြုံရေးအရာတာဝန်ယူပြီးတားဆီးမပေးခဲ့ဘူးလို့မစ္စတာကင်တန်နာကပြောပါတယ် My car My car was descent upon by a crowd of around 200 people who proceed to punch and kick the windows and doors of my car while shouting abuse. ဒီလို Mr. Quintana ရဲ့ပြောဆိုချက်ကိုမြန်မာသမရရဲ့ပြောရေးဆိုခွင့်ရှိသူကနောက်တနေ့မှပဲညင်းဆိုသွားပါတယ်။တရင်စာရှင်းလင်းပွဲအတွင်း Mr. Quintana ရဲ့ပြောဆိုချက်ဟာအရင်အရင်သူ့ရဲ့ခီးစင်တွေတုန်းကလိုပဲတကယ်လက်တွေအဖြစ်မှန်နဲ့ ကွဲလွဲမှုတွေရှိနေတာတွေ့ရတယ်လို့သမရဦးသိန်းစင်ရဲ့ပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးဝန်ကြီးဌာနကဒုတိယဝန်ကြီးဦးရဲထွတ်က VOE ကိုပြောပါတယ်ကျွန်တော်တို့လုံခြုံရေးကိုသူ့အတွက်ကျွန်တော်တို့ကအပြည့်အဝလုပ်ပေးတယ်မိထီလာမှာမစ္စတာကင်တာနာကိုဆန္ဒပြဖို့အတွက်စောင့်နေသူတွေကိုလူစုခွဲဖို့အတွက်ရဲတပ်ဖွဲ့ကပြောခဲ့တဲ့အကြောင်းလူစုက ကွဲသွားပေမဲ့မစ္စတာကင်တာနာရောက်သွားတဲ့ဆယ်နှစ်ခွဲလောက်မှာလူတရာနီးပါးလောက်ကျန်နေသေးပြီး မစ္စတာကင်တန်းနာပြောသလိုတကားကိုထုတ်ရဲဆိုတာမဟုတ်ဘဲဆန္ဒပြသူတွေကတယောက်ကသူတို့ပေးချင်တဲ့အိတ်ဖွင့်ပေးစာကိုပေးဖို့အတွက်မှန်တကားကိုချခိုင်းတဲ့အနေနဲ့တကားကိုခောက်ခဲ့တာသာဖြစ်တယ်လို့ဥယဲထွက်ကပြန်လဲခြေပါပါတယ်ဆန္ဒပြသူတွေဟာည10နာရီနောက်ပိုင်းညမထွက်ရအမိန့်ကိုလွန်ဆန်းပြီးည10နာရီခွဲအထိလမ်းပေါ်မှာရှိနေခဲ့တဲ့အပေါ်ဥယဲထွက်ကတိတိကျကျဖြည့်ရှင်းချက်မပေးခဲ့ဘဲလူတို့ချို့ကြံနေသေးတယ်လို့ပဲ ပြောဆိုသွားခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်အစိုးရလက်ထက်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုဆွဲချက်တင်ပြီးနှိရှေထောင်ဒဏ်တွေချမှတ်လေရှိတဲ့ electronic ဥပဒေကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုလွှတ်တော်ကနေဆွေးနွေးဖို့ဩဂုတ်လ27ရက်နေ့မှာသဘောတူလက်ခံလိုက်ပါတယ်။ဒီဥပဒေကိုဖျက်သိမ်းပေးဖို့အတွက် January လတုန်းက ပထမတစ်ကြိမ်တင်ပြခဲ့မှုပါတယ်။ဒါပေမဲ့လွှတ်တော်ကလက်မခံဘဲပယ်ချခဲ့တဲ့အတွက်အခု ဒုတိယအကြိမ်အနေနဲ့ဥပဒေကြမ်းကိုပြန်လည်ပြင်ဆင်ပေးဖို့အတွက်ထပ်မံအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့ရနာမှာအစိုးရတပ်ဖွဲ့တွေကယာနဲ့ချီတဲ့ရဲသားတွေကိုဓာတ်ရုပ်လက်နက်တွေအသုံးပြုပြီးဗုဒ္ဓဘူးတွေကတပ်ပစ်ခဲ့တယ်လို့အတိုက်ခံတွေကပြောတဲ့ကိစ္စရပ်ကိုတုံ့ပြန်တဲ့အနေနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာအရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရပြီး အခင်းဖြစ်ပွားတဲ့နေရာကိုကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေ တွားရောက်စစ်ဆေးခွင့်ပြုဖို့အတွက်စီးရီးယားအစိုးရကိုကုလသမဂ္ဂကတရားဝင်ခွင့်တောင်းခဲ့ပါတယ်စစ်တပ်ကရော့ကက်ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ရမှာအစိတ်တန်းွေအသုံးပြုခဲ့တယ်လို့ဒေတာရင်းလှုပ်ရှားသူတွေကပြောပါတယ်စီးရီးယားသမ္မတဘက်ရှယ်အဆက်အစိုးရအဖွဲ့ကတော့တဘုံဘက်ကထိန်းချုပ်ထားတဲ့ဒမတ်စကတ်မြို့တော်ဆင်ချေဘုံကိုဓာတ်ရုလက်နဲ့အသုံးပြုပြီးတိုက်ခိုက်ခဲ့တာမဟုတ်ပါဘူးလို့ညင်းဆိုပါတယ်အီဂျစ်သမ္မတဟောင်းဟော့စနီမူဘာရက်ကို အကျဉ်းထောင်တဲကနေကြာသပတေးနေ့မှာပြန်လွှတ်ပေးလိုက်ပြီးအီဂျစ်ဝင်ကြီးချုပ်ထုတ်ပြန်ခဲ့တဲ့အမိန့်တရအရသူ့ကိုနေအကျဉ်းချုပ်ချထားလိုက်ပါတယ်အကျဉ်းထောင်တဲမှာနှစ်နှစ်ကျော်နေခဲ့ရပြီးပြီဖြစ်တဲ့အသက်85နှစ်အရွယ်ခေါင်းဆောင်ဟောင်းဟာတိုင်းပြည်ကိုနှစ်30ကျော်အုပ်ချုပ်ခဲ့တဲ့အတွင်းသူကျူးလွန်ခဲ့တဲ့ဆိုတဲ့လူသက်မှုတွေအကျဉ်းပြက်ချဆမှုဆံရဆွဲချက်တွေနဲ့ဆက်ပြီးတရားရင်ဆိုင်နေရစေဖြစ်ပါတယ်သူပေါ်တင်ထားတဲ့ဆွဲချက်တွေအတွက်အပြစ်ရှိကြောင်း ြီးခဲ့တဲ့နှစ်ထဲမှာတရားရုံးကဆုံးဖြတ်ပြီးထောင်နှံတသက်တကြွန်းချမှတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအမှုကိုပြန်ပြီးစစ်ဆေးဖို့အတွက်တရားရုံးတစ်ခုကအမိန့်ချခဲ့ပြီးတဲ့နောက်ပြန်လဲစစ်ဆေးတာတွေလုပ်နေချိန်မှာပဲသူ့ကိုကန့်သက်ချက်နဲ့လွှတ်ပေးဖို့အတွက်ကယ်ရိုမြို့တရားရုံးတစ်ခုကဗိုလ်တပုနယ်မှာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ American သမိုင်းမှာတည်ဝင်လျှို့ဝှက်တည်င်းအချက်လက်တွေကိုအကြီးမားဆုံးဖောက်ချမှုဖြစ်နေတယ်။ American လျှို့ဝှက်သတင်းအချက်အလက်အများကြီးကိုလျှို့ဝှက်မှုစန့်ကျင်ရေး WikiLeaks အဖွဲ့အစည်းပေးပို့ခဲ့မှုနဲ့ American စစ်သား Bradley Manning ကိုဗိုလ်တပူးနေကပဲထောင်ဒဏ်35နှစ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ Maryland ပြည်နယ် Fort Meade စစ်တပ်အခြေစိုက်စခန်းမှာရှိတဲ့စစ်ခုံရုံးမှာစစ်ဖက်တရားသူကြီးဗိုလ်မှူးကြီး Denise Lynn ကဒီနှစ်ရှည်ပြစ်ဒဏ်ကိုချမှတ်လိုက်တာပါ။ထောက်လန်းရေးအချက်အလက်သုံးသက်အကဲဖြတ်သူအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက်25နှစ်အရွယ်ရဲဘော်မန်နင်းဟာတရှိုလုံးမှုလျှို့ဝှက်အထောက်တား9000ကျော်ကို WikiLeaks စီပေးပို့ခဲ့မှုတွေနဲ့အမှုပေါင်း20ကျော်အတွက်တရင်12ပတ်ကြာတရားရင်ဆိုင်ခဲ့ရတာပါသူဖွင့်ချခဲ့တဲ့လျှို့ဝှက်ချက်တွေထဲမှာ American နိုင်ငံခြားရေးဌာနရဲ့တန်တမန်ဆိုင်ရာကျေးနှံတွေနဲ့ Iraq Afghanistan စစ်ပွဲတွေနဲ့ပတ်သက်တဲ့ American အစိုးရရဲ့အစီရင်ခံစာတွေပါဝင်ပါတယ်တရုတ်နိုင်ငံကထင်ရှားတဲ့နိုင်ငံရေးသမားဘူရှီလိုက်ကို လက်စားမှုဆိုင်ရာဆွဲချက်တွေနဲ့ကြက်တပရီနေမှာပဲတရားရုံးတင်စတင်ဆက်ဆေးရမှာမစ္စတာဘိုးကဆွဲချက်တွေကိုညှင်းဆို့သွားပါတယ်။တရုတ်နိုင်ငံရဲ့ထိတ်တန်းခေါင်းဆောင်တူဖြစ်လာဖို့အတွက်အလားလာရှိတဲ့မစ္စတာဘိုးဟာဗြိတိရှ်စီးပွားရေးသမားတဦးကိုသူ့ရဲ့ဇနီးဖြစ်သူကတပ်ဖြတ်ခဲ့မှုပေါ့ဖုံးကွယ်ခဲ့တယ်ဆိုတာနဲ့ဆက်ဆက်ပြီးအချင်းပြတ်ချစားမှုအာဏာအလွဲသုံးစားလုပ်မှုဆွဲချက်တွေနဲ့တရားရင်ဆိုင်နေရတာပါ။ပထမဆုံးနဲ့တရားရုံးကြားလာမှုကတော့ မစ္စတာဘူဟာနှစ်ပေါင်းများစွာအတွင်းဒေါ်လာ၄000ကျော်ကိုတရားမဝင်ရယူခဲ့တဲ့ဆိုတဲ့ဆွဲချက်ကိုအရိကထားပြီးကြားနာခဲ့တာဖြစ်ပါတယ်။တော်မတ်တူအနေနဲ့လုပ်ငန်းတာဝန်တွေကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက်နောက်ပိုင်းကနေအကူအညီထောက်ပံ့တွေအားနည်းနေသေးတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ AR တိုင်းအမျိုးသားလွှတ်တော်မတ်ဦးသိန်းစွေကပြောပါရယ် လွတ်တော်အမတ်တွေအတွက်နောက်ကနေပံ့ပိုးလှုပ်ဆောင်ပေးမဲ့ရုံးအဖွဲ့မျိုးမူဝါဒတွေနဲ့ပတ်သက်ပြီးအကြံနီးနာပေးနိုင်မဲ့ကျွမ်းကျင်တဲ့ပုံကူမျိုးတွေလိုအပ်တယ်လို့ဦးသိန်းစွေကပြောပါတယ်။လွတ်တော်နိုင်ငံရေးနဲ့ပတ်သက်လို့ကတော့လွတ်တော်တွင်ကိုယ်စားလှယ်တဦးချင်းအနေနဲ့ပါတီဆွဲအဖွဲ့အစည်းဆွဲပုံကူဆွဲတဲ့တိုင်းပြည်အကျိုးစီးပွားအတွက်ဆိုတာကိုစိတ်တွင်းကိန်းအောင်လာပြီးဆိုမှအပြောင်းလဲတွေစနိုင်မယ်လို့ဦးသိန်းစွေကယူဆပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်ကတော့ လူမှုနဲ့ရက်တီပြီးလူမှုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးသွားဖို့ဆိုရင်လောက်ကင်ဆောင်ရွက်ပေးနိုင်တဲ့အာနာရန်တရားလောက်ပိုင်ခွင့်ရှိဖို့လို့ပြီးတော့လက်ရှိအနေထားမှာတော့လှုပ်ပေးချင်တဲ့ဆန္ဒအတိုင်းမလှုပ်ပေးနိုင်သေးဘူးလို့ပြောပါတယ်။ဒါကြောင့်2015ခုနှစ်ရွေးကောက်ပွဲအတွက်ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ American ပြည်ထောင်စုကိုလေ့လာရေးဖြစ်ရောက်ရှိခဲ့တဲ့အမျိုးသားလွှတ်တော်မှဥသိမ်းဆွေကိုကိုသားညုံက Washington DC မြို့တော်က VOA Studio မှာတွေ့ဆုံမေးမြန်းထားပါရရှင်။ ုသိစေ view လာပြီးတော့အခုမင်းမြန်နာကိုဖြစ်ချပြီးတာကျေးဇူးအများကြီးတင်ပါတယ်။အော်ဟုတ်ကဲ့ပါ။ကျွန်တော်ရုံးမေးချင်တာကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အနေနဲ့အခုလွတ်တော်လေးဝင်လာတာအခုနှစ်နှစ်ကျော်ရှိပြီပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ကုသိစေအနေနဲ့ယူကောက်ပွဲကာလမှာတဆိုင်ရာကိုယ့်ရဲ့နေမီမှာရှိတဲ့လူတို့ကိုဂရီကုတွေပေးခဲ့တာရှိပါတယ်။အဲ့တော့ဂရီဂရီကုတွေကိုဒီနှစ်နှစ်ကျော်ကာလတွင်မှာကိုယ့်အကူဘလောက်ထိလုံနိုင်ပြီလဲလို့သုံးသပ်ပြီလဲဗျ။အဲကျွန်တော်တို့ဒီရွက်ောက်ပွဲကာလမှာပြည်သူလူထုနဲ့ကျွန်တော်တို့တွေ့တယ်ကြေးရွာတွေအရောက်ဆင်းတယ်အဲ့ဒီခါမှာကြေးရွာလူထုကို ဒီလက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေလူမှုတွေခံစားနေရတာတွေကိုလူမှုတွေနဲ့အတူကျွန်တော်တို့အနေနဲ့ရှေ့ကမမမရက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးမယ်ဆိုတာကိုဂရိပေးတယ်။အဲအဲ့ဒီအတိုင်းပဲကျွန်တော်တို့အခုကျွန်တော်တို့ဒီမှာဆိုအဓိကလေယာပြဿနာတွေရှိတယ်။နောက်တစ်ခါဒီရေလုံငန်းနေပြဿနာတွေရှိတယ်။အလုတ်ကန်ရှာပါမှုပြဿနာတွေရှိတယ်ဒါတွေနဲ့ပတ်သက်လို့တော့ခုနလယ်သမားတွေရဲ့ပြဿနာတွေဆိုရင်ကျွန်တော်တို့ဒီဆက်ပြိုးစိတ်ချင်းငွေတွေမရဘူးအဲဒီတက်ဆိုင်အခက်ခဲရှိနေတဲ့ဒီ အာဌာနဆိုင်ရာနဲ့အခက်အခဲဖြစ်နေတဲ့ပြဿနာမျိုးတွေကိုကျွန်တော်တို့ဖြေရှင်းပေးခဲ့ပါတယ်ဝိုင်းပြီးတော့အဲဒီမှာဆိုလယ်သမားထောင်ကျော်ပေါ့ခြေရောက်အုပ်စု၄အုပ်စုကလာပြီးပြောတဲ့အခါမှာကျွန်တော်လိုက်ပြီးတော့ဆောင်ရွက်ပေးတော့အကုန်လုံးအခုတော့ရသွားပါတယ်အဲ့ဒါလည်းတတ်နိုင်တဲ့မြဒေတာဆိုင်ရာအာဏာပိုင်နဲ့လည်းညှိပြီးတော့လိုက်ပြီးဆောင်ရွက်ပေးပါတယ်အဲအဲ့ဒီလိုမျိုးကျွန်တော်တို့ဆောင်ရွက်ပေးတယ်အဲနောက်တချို့ဟာတွေကြတော့လည်းတဦးချင်းလာတဲ့ဟာတွေမှာလည်းကျွန်တော်ရဲ့နေကဒီအဖွဲ့ဘောရုံးဖွဲ့ကိုလည်းပြောထားပါတယ်ပြောပြီးတော့ရုံးဖွဲ့ကနေပြီးလိုက်ပြီးဆောင်ရွက်ပေးပါတယ်အဲအဲ့ဒီအပြင်ဒီ သက်ဆိုင်ရာဒေသပြဿနာတွေကိုကြတော့ကျွန်တော်တို့ကဒီမျိုးနယ်အုပ်ချုပ်ရေးခရိုင်အုပ်ချုပ်ရေးအဲ့ပုံကိုယ်တွေနဲ့ညှိတယ်ညှိနှိုင်းပြီးလုပ်တယ်သူတို့လည်းမတိုက်နိုင်တဲ့ကိစ္စမျိုးကြရင်တော့လွှတ်တော်ထဲမှာကျွန်တော်တို့အနေနဲ့တင်ပြပါတယ်ဥပမာကျွန်တော်တို့ဒီဒီဆယ်မြောင်းရေကဘာပံပေါ့ဆယ်မြောင်းတတ်တမန်နေပြီးတော့တတ်တမန်နေနေလို့လေတွေအေကထောင်ချီပြီးတော့ဟိုရေဝင်ပြီးပျက်စီးနေတယ်အဲအဲ့နေရာမှာလယ်သမားတွေဒုက္ခဒုက္ခရောက်နေတယ်ကျွန်တော်စီလာပြောကြတယ်အဲ့ဒီလိုပြဿနာမျိုးတွေကြတော့ကျွန်တော်လွှတ်တော်ထဲမှာတင်ပြီးတော့ကျွန်တော် ဟိုမေကုံမေးပါတယ်မေးပြီးတော့အဲ့မှာဝင်ကြီးကလည်းဒါတကယ်ဟုတ်တယ်နောက်တစ်ခုအချက်လက်လည်းခိုင်ခိုင်မာမာဖြစ်အောင်လို့အောက်ခြေတွေဆင်းပြီးတော့ကျွန်တော်တို့အချက်လက်ရှာတယ်ရှာပြီးတော့ဒါတွေကိုခိုင်ခိုင်မာမာတင်ပြတဲ့ခါကျတော့ဝင်ကြီးကလည်းဒါဟုတ်ပါတယ်ဆိုပြီးတော့ဒီပြဿနာတွေနဲ့ပတ်သက်ပြီးဒါမှန်ပါတယ်ဆောင်ရွက်ပေးတင်ပါတယ်လို့ပြောပြီးတော့အခုတော့ကျွန်တော်တို့ရန်တရားတွေနဲ့တော့တာတမန်တွေပြန်ဖို့ပြီးတော့ဆောင်ရွက်ပေးနေတယ်လို့ကြားပါတယ်ဟုတ်ကဲ့အဲ့တော့လွတ်တော်ထဲမှာအခုလို့ဆောင်ရွက်တာနဲ့ဆောင်ရွက်ကိုဆောင်ရွက်နိုင်ခဲ့တဲ့အတိုင်းတာပေါ့နော်ဟုတ်ကဲ့ဒီလူတို့အတွက်ကျင်းတဲ့အားရမှုပဲရှိလားကျင်းတဲ့အားရတကယ်တမ်းတော့ဒါတွေကပြဿနာ ဒီထဲကအစိပ်ပိုင်းတစ်ခုပါပဲတကယ်တမ်းတော့ကျွန်တော်တို့လောရမာတွေကအများကြီးပဲတိုင်းပြည်တစ်ခုလုံးနဲ့ရှင်လိုက်ရင်ဒါတွေကတေးတေးမွားမွားပါဟိုကျွန်တော်တို့တွေလှုပ်ချင်တာတွေကတော့အများကြီးပဲဒါပေမဲ့ကျွန်တော်တို့ဟိုအစိပ်ပိုင်းတစ်ခုလောက်ကိုသာကျွန်တော်တို့လုပ်နိုင်ပါသေးတယ်ဆက်ပြီးတော့ကျွန်တော်တို့စူးစမ်းရမှာတွေအများကြီးပါပဲအဲ့တော့တော်တော်အမှတ်တူးနေနေပေါ့ဆိုတော့မြန်မာနိုင်ငံမှာဒီကနေ့ပြောပါတီပါတီဆိုဒီမိုကရေစီကင်းကွာခဲ့တာဆယ်စုနှစ်နဲ့ချီပြီးကြာခဲ့ပြီတော်တော်မရှိတာလည်းကြာခဲ့ပြီဟိုမှာတော်တော်ပေါ်လာတယ်လွတ်တော်လောက်ကြတော့လွတ်တော်အမှတ်တူးနေနေပေါ့ဒီကနေ့ကိုယ့်ရဲ့လူအပ်ချက်တွေ လှုပ်ကိုလှုပ်ရှားဆောင်ရွက်ဖို့လိုအပ်ချက်တွေကိုပါတီကပဲဖြစ်စီလွှတ်တော်ကပဲဖြစ်စီဘာအထောက်ပံ့တွေဘာအကူအညီတွေလိုလဲဗျအလိုရာပေါ့တကယ်တမ်းဆိုပြောရရင်တော့အခုဒီနိုင်ငံတွေရောက်လာတဲ့ခါကျတော့ကျွန်တော်တို့အများကြီးကျွန်တော်တို့လိုနေတယ်ဆိုတာသိရတယ်။ဒီမှာဆိုရင်လွတ်တော်အမှန်တယောက်မှာကိုပိုင်ရုံးခန်းရှိတယ်။ကိုပိုင်နောက်မှာကျွန်တော်တို့ဒီနောက်ကနေပြီးတော့ပံ့ပိုးဆောင်ရွက်ပေးမဲ့ရုံးအဖွဲ့တွေဆိုတာရှိတယ်။ ဆိုတော့ဒါတွေကကျွန်တော်တို့အနေနဲ့တကယ်လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တယောက်က तू ကခုနအောက်ခြေလဲပြေးပြီးတော့ကျွန်တော်တို့ data ပြဿနာတွေလဲဖြေရှင်းမယ်။ဥမာဒီစာတန်းတွေကျွန်တော်တို့တင်ပြီးတော့တကယ် policy ရရဲ့ဒီကိစ္စရက်တွေမှာအရေးကြီးတဲ့ကိစ္စရက်တွေကိုဆောင်ရွက်တော့မယ်ဆိုရင်လဲလွတ်တော်ကိုယ်စားလှယ်ကစာတွေဖတ်ရမယ်။ဒါမျိုးမဖြစ်အောင်လေ။တကယ်မှလွတ်တော်ကိုယ်စားလှယ်ကခေါင်းစဉ်ရပဲ။ဘာတွေလိုလဲဘာတွေလိုလဲကျွန်တော်တို့ပြောလိုက်ရင်သက်ဆိုင်ရာဒီ data တွေကိုရှာပေးမယ်။ဒီအနောက်ကအဖွဲ့အစည်းအရှိကိုရှိနေရမယ်။ဖွဲ့စည်းဆိုတာကျွန်တော်တို့ WiFi supporting လုပ်ပေးမယ်။ဒီကျွန်တော်တို့ရဲ့တက်ဆိုင်ရာကိုယ်စားလှယ်တူဦးချင်းစီရဲ့ ဒီအနောက်ကနေပြီးဆောင်ရွက်ပေးနိုင်မယ့်ရုံးဖွဲ့မျိုးတွေရှိနေရမယ်ခိုင်ခိုင်မာမာရှိနေရမယ်အမဘာသာရပ်လိုက်ပေါ့ပါတီတစ်ခုလုံးဆိုပို့ပြီးတော့အရေးကြီးတာပေါ့လေအဲတက်ဆိုင်ရာဘာသာရပ်လိုက်စီးပွားရေးဆိုစီးပွားရေးနဲ့ပတ်သက်တဲ့အဲဘာသာရပ်ဆိုင်ရာအထောက်ပံ့ပေးမဲ့ပုံကိုယ်တွေနိုင်ငံရေးနဲ့ပတ်သက်ရင်နိုင်ငံရေး policy နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပေးမှာတွေဥပဒေနဲ့ပတ်သက်တာတွေဒါတွေဟာတကယ်တမ်းမှာတက်ဆိုင်ရာအဖွဲ့စည်းလိုက် subject လိုက်ကိုကျွန်တော်တို့ရှိနေရမယ်လို့ကျွန်တော်ဒီလိုမြင်တယ်လေအဲ့ဒီအပိုင်းနေမှာတော့အဲကျွန်တော်တို့ခုနပြောသလိုဟို ထိုက်တင်တဲ့တော့အဖြစ်အောင်မဲလို့ကျွန်တော်ထင်ပါတယ်။ဒီလိုအခက်ခဲတွေမျိုးကိုဒီလိုကြုံရတဲ့အခက်ခဲတွေခုနကပြောလို့ရုံးမရှိဘူးကိုယ့်ရဲ့လုံထန်တဲ့လူဝင်ရမရှိဒီလိုအခက်ခဲမျိုးတွေလက်တော်လုံးမှာကိုသိန်းဆွေတို့ဘယ်လိုများဖြေရှင်းပြီးလုပ်ကြလဲ။အဲအဲ့ဒါတော့ကျွန်တော်တို့ခုနပြောသလိုကျွန်တော်တို့ data မှာကြတော့ဝိုင်းပြီးတော့ဟိုဆောင်ရွက်ပေးမဲ့ပုံကိုယ်တွေများပါတယ်ကျွန်တော်ကြတော့ကျွန်တော်နောက်ကျောင်းဆရာတယောက်လည်းလုပ်ခဲ့ဘူးတယ်ဒီဟိုနေမီ data မှာ ဘာသာတင်ဆရာလည်းလောက်ခဲ့ဘူးတဲ့ခါကျတော့ကျွန်တော်တို့တော့ဝိုင်းပြီးတော့အားဖြည့်ပေးကြတဲ့အင်အားစုများပါတယ်ဒါပေမဲ့တကယ်တကယ်မှာသူဘာသာဆိုင်ရာကျွမ်းကျင်တဲ့ပုံကိုယ်တွေတော့နည်းသေးတယ်ပေါ့ဆိုတော့အဲ့ဒီဥစ္စာကိုတော့ကျွန်တော်တို့ထပ်ပြီးတော့အားဖြည့်ဖို့လိုပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့တတ်နိုင်တဲ့များစ조사ပြီးပြင်ဆင်နေပါတယ်ဟုတ်ကဲ့ကိုသိန်းစေခုဆိုလွတ်တော်ထဲမှာရောက်တာနှစ်နှစ်ကျော်ပြီးတော့လွတ်တော်ထဲကအခြေအနေကိုကျင်းတဲ့အားရမှုရှိလားအလားအလားအလာကောင်းတွေပေါ့လွတ်တော်တွေလှုပ်ရှားမှုတွေခုနကပြောလို့ပါတီစုံဒီမိုကရေစီအတွက်အလားအလာကောင်းတွေလွတ်တော်ထဲမှာမြင်ရတွေ့ရပြီလား အဲ့ဒါကိုဖြေဖို့啊ကျွန်တော်တို့တကယ်မြင်တာတော့လွတ်တော်တဲ့ရဲ့အလားလာခေါင်းဆိုတာလွတ်တော်ကိုယ်စလဲတွေရဲ့ဒီရင်ထဲမှာရှိနေတဲ့ကျွန်တော်တို့ဟိုစိတ်ဆန္ဒကအရေးကြီးတယ်အားလုံးကဒီအချိန်မှာကျွန်တော်တို့မြင်ရမှာတိုင်းပြည်အတွက်ပဲကျွန်တော်တို့ကြည့်ရတော့မယ်အဲဒီပါတီဆွဲတွေခဏထားလိုက်နော်ဟိုအဖွဲ့အစည်းဆွဲတွေခဏထားလိုက်ပုံကတူတယောက်တွေခဏထားလိုက်ကျွန်တော်တို့ဒီအချိန်မှာကြည့်ရမှာတိုင်းပြည်အကျိုးစီးပွားတိုင်းပြည်အကျိုးစီးပွားအတွက်ဆိုရင်အဲ့ဒီရင်ထဲမှာဒီစိတ်တွေတကယ်ကိန်းအောင်မီဆိုရင်တော့โอเคကျွန်တော်တို့ နိုင်ငံရဲ့အပြောင်းအလဲအရဆပြီလို့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့ဒီဟာတွေအားကောင်းလာဖို့တူးချင်းစီမှာအားကောင်းလာဖို့ဖွဲ့စည်းတွေမှာအားကောင်းလာဖို့ဒါတွေကိုဟိုတက်ဆိုင်ရခေါင်းဆောင်တွေကလည်းပြင်ဆင်ရလိမ့်မယ်ဆောင်ရွက်ရလိမ့်မယ်။နောက်ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တူးချင်းရလည်းလုပ်ရပါလိမ့်မယ်။ဒါမှသာတမတော်ကုစလေးနဲ့လွှတ်တော်တွေမှာဆက်ဆံရေးပိုင်းကဘယ်လိုရှိလဲ။ဟုတ်တယ်။ဒီအောင်နေနေပေါ့။အဲ့ဒါကစကားစားတော့အခက်အခဲတော်တော်ရှိတယ်ကျွန်တော်တို့စကားပြောဆက်ဆံဖို့တော့မှပဲနည်းနည်းဝင်လေးပုံရတယ် အခုတော့ကျွန်တော်တို့ကလည်းလွတ်တော်ထဲမှာဆွေးနွေးတဲ့အခါမှာတက်မတော်သားတွေအတွက်လည်းကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာတက်မတော်သားတွေဘက်ကလည်းကြည့်ပြီးကျွန်တော်တို့ဆွေးနွေးတယ်။အဲအဲ့ဒီလိုမျိုးကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေတိုင်းပြည်ပေါ်မှာထားတဲ့စိတ်စင်စနာမှန်မှန်ကန်ကန်နဲ့ဆွေးနွေးချက်တွေအပေါ်မှာအာမြင်တဲ့အခါကျတော့အခုတော့အရင်နဲ့ဆိုင်တော့အများကြီးကျွန်တော်တို့တောင်းတဲ့တယောက်ဟိုဟိုနီးကပ်လာပြီလို့ပြောရမှာပေါ့နော်ဟိုကျွန်တော်တို့ဆွေးနွေးပြီးသွားတဲ့ခါကျရင်တက်မတော်သားကိုယ်စားလှယ်တွေကလည်းအဲဆွေးနွေးတာတွေကောင်းရင်လာပြောပါတယ်အဲကိုသိန်းဆွေဆွေးနွေးတာတွေကောင်းတယ်ဗျာအဲအားရတယ်ခြေနဲ့တယ် ဆိုအရင်နှစ်ဆိုင်ရင်တော့အများကြီးကျွန်တော်တို့ဟိုလက်ဖက်ရည်ဝိုင်းမှာတော့အတူထိုင်ပြီးစကားပြောနိုင်တဲ့အနေအထားလေးတွေတော့ရောက်လာတော့ဒါအတိုင်းပြည်တွေကောင်းတဲ့လက္ခဏာပါဒါကိုကျေနပ်ပါတယ်ကျွန်တော်အနေနဲ့တော့ဟုတ်ကဲ့နောက်တစ်ခုကတော့ကျွန်တော်လာမယ့်2015ယူကောက်ပွဲနဲ့ပတ်သက်လို့နေချင်ပါတယ်ကုသိန်းဆွေလက်ရှိလူငယ်အမတ်တူအနေနဲ့2015ယူကောက်ပွဲနဲ့ပတ်သက်လို့ဘယ်လောက်ထိမျှော်လင့်ချက်ရှိလဲနှစ်ထောင်ဆန်ငါရွေးကောက်ခင်းချင်းတစ်ခုလုံးကိုပြောတာပါ။အော်နိုင်ငံရေးခင်းချင်းတစ်ခုလုံးဆိုရင်တော့တအားကြီးကျပြန့်နေဒီအချိန်ပိုင်းနဲ့ကျွန်တော်တို့ပြောဖို့ရာဆိုရင်တော့ကျွန်တော် ဩတော့2015မတိုင်ခင်2014ကဘယ်လောက်ရှုပ်ထွေးအောင်မလဲဆိုတာကိုလည်းကျွန်တော်တို့ခံမှန်းရအောင်ပါဗောနော်2014မှာဖြစ်လာမဲ့ဘလိုတွေလှုပ်ချင်တာလဲ PR စနစ်တွေဆိုတာလဲအတန်တွေထွက်နေတယ်ဆိုတော့ဒီလိုအခြေအနေတွေနောက်တစ်ခါခုနတိုင်းရင်းသားပြဿနာတွေအဲခုနပြောတဲ့ဒီဘာသာရေးပြဿနာမျိုးလေးတွေဒါလေးတွေအားလုံးဟာကျွန်တော်တို့မြင်ချင်တာကျွန်တော်မြင်စေချင်တာမြင်ချင်တာကတော့တိုင်းပြည်ရဲ့အပြောင်းအလဲကိုလောက်ကြတော့မယ်ဆိုရင်ကျွန်တော်တို့ဒီစိတ်ခံစားမှုတွေနဲ့အလုံးမလုံးစေချင်ဘူး ညင်ညင်သာသာအကူပြောင်းကိုလုပ်တယ်ဆိုတော့အဖွဲ့စည်းတစ်ခုကလည်းလုပ်လို့မရဘူးဗျာကျွန်တော်တို့တက်မတော်ကလည်းတက်မတော်တစ်ခုတည်းနဲ့လည်းလုပ်လို့မရဘူးအစိုးရအဖွဲ့စည်းတစ်ခုတည်းနဲ့လည်းလုပ်လို့မရဘူးပါတီတစ်ခုတည်းနဲ့လည်းလုပ်လို့မရဘူးနိုင်ငံသားတွေအားလုံးဟာတိုင်းပြည်အတွက်ဆိုတဲ့စိတ်ကိုကျွန်တော်တို့အားလုံးရင်ထဲမှာကိန်းအောင်မှုလို့ရတယ်အဲ့ဒီ mindset တွေကျွန်တော်တို့စီမှာအပြည့်အဝရှိလာပြီဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်အပြောင်းလဲခေါင်းကိုကျွန်တော်တို့စနိုင်ပြီအဲ့တော့ခုနပြောသလိုနောက်ဖြစ်လာမယ့်အနေအထားဆိုတာနိုင်ငံရေးမှာကြိုပြီးတော့မှန်းဆရတော့ခက်တယ်ပေါ့လေဒါပေမဲ့ကျွန်တော်မြင်နေတာတော့ကျွန်တော်တို့ဒီပုံစံတွေနဲ့ကတော့ တိတ်တော့မဖြစ်စေခြင်းဘူးမဖြစ်စေခြင်းဘူးတိုင်းပြည်အပြောင်းလဲကိုညင်ညင်သာသာနဲ့ကူပြောင်းနိုင်တဲ့အလားအလာကောင်းတွေကိုကျွန်တော်တို့ဖြစ်စေခြင်းတယ်ဒါကြောင့်ပြည်သူလူထုကိုယ်တိုင်ကလည်းပြည်သူလူထုကတည်ပြီးသားဗျပြည်သူလူထုကနိုင်ငံရေးအတွေ့အကြုံတွေအများကြီးရင့်ကျက်ထားပြီးပြီအဲ့တော့ပြည်သူလူထုကဘယ်ချိန်မှဘာလုပ်ရမယ်ဆိုတာတို့နားလဲပါတယ်ပြည်သူလူထုကအဆုံးဖြတ်ပေးပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်လင့်ထားပါတယ်ဒီဆွေတူချင်းရဲ့2015နဲ့ပတ်သက်လို့ဘယ်လိုစဉ်းစားထားလဲ 2025အတွက်ကတော့ကျွန်တော်တို့ကတော့ဒါကျွန်တော် group ကိုဟိုတာဝန်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့အခုတည်းကလည်းကျွန်တော်တို့ပြင်ဆင်ပါတယ်ကျွန်တော်တို့တာဝန်ပေးမှာမဟုတ်ဘူးကျွန်တော်တို့ဒီနေရာမှာလှုပ်တော့ကိုယ်စားလှယ်တယောက်ပြဆက်ပြီးတော့တာဝန်မယူပါလဲကျန်တဲ့သူတွေလုံနိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်နေပါတယ်2025မှာလောက်ရမှာအခုအဓိကတော့ကျွန်တော်တို့ကလူဒုနဲ့ကျွန်တော်တို့မကင်းကွာဘူးလူဒုနဲ့ကင်းကွာတဲ့တနေ့ကတော့ကျွန်တော်တို့ကြာဆုံးမှာပဲပါတီလည်းကြာဆုံးမှာပဲအဲ့တော့ကျွန်တော်တို့လူဒုနဲ့မကင်းကွာဘူးလူဒုရဲ့လိုအပ်ချက်တွေပါလဲလူဒုနဲ့အတူတူရက်တည်ပေးမယ်ပြီးရင်လူဒုရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဖြည့်ဆည်းပေးမယ် ဒါအရေးကြီးဆုံးပါအဲ့တော့ကျွန်တော်တို့ကတော့တတ်နိုင်တဲ့မြတ်ဂျေးလက်ဒေတာတွေအထိအရောက်ဆင်းတယ်ဂျေးလက်ဒေတာမှာရှိနေတဲ့လူမှုပြဿနာကိုကျွန်တော်တို့ကျွန်တော်တို့လုံနိုင်တဲ့လောက်နဲ့ကျွန်တော်တို့ဝိုင်းပြီးဆောင်ရွက်ပေးတယ်အဲ့တော့တချို့နေရာတွေမှာတော့တကယ်တမ်းပြောရရင်တော့အဲ့ဒီလိုလုံကင်ဆောင်ရွက်ဖို့ဆိုတာကအာနာရန်တရားအရေးကြီးပါတယ်ကျွန်တော်တို့ကအာနာမရှိဘူးလေနောက်တစ်ခုလုံပိုင်ခွင့်အာနာမရှိတဲ့အတွက်လုံပိုင်ခွင့်မရှိဘူးလုံပိုင်ခွင့်မရှိတော့ကျွန်တော်တို့စိတ်သွားတိုင်းကိုမပါဘူးကျွန်တော်တို့ပြည်သူလူထုကိုလုံပေးချင်တာတွေအများကြီးပဲလုံချင်တာတွေဆန္ဒတွေအများကြီးပဲဒါပေမဲ့တကယ်တကယ်မှာလက်တွေ့ကြကြ ကြတော့ကျွန်တော်တို့မှာခက်ခဲရအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ခုနပြောသလိုတချို့ပြဿနာတွေကိုတော့ဒေတာပြဿနာတွေပေါ်လာရင်အဲကိုတိုင်ကျွန်တော်တို့ကမကထလုတ်ပြီးတော့ငွေကြေးလေးတွေစုတယ်ပြီးတဲ့အခါမှာလိုအပ်တဲ့နေရာဒေတာတွေကိုဝိုင်းပြီးပန့်ပိုးပြီးရအခုတော့ပညာရေးပေါ့လေတချို့နေရာတွေဆိုမှဆိုအခက်ခဲတွေအများကြီးရှိတယ်ကျောင်းလေးတွေဒီကျောင်းလေးတွေကဟိုတရွာနဲ့တရွာသွားဖို့၃နာရီလောက်ကြာတယ်ဘွက်သေးရှင်နေမှာအဲ့တော့တို့မသွားနိုင်ဘူးအဲ့တော့ဘာလို့ ਆ လဲဆိုတော့မိဘတွေကလည်းဒီကလေးတွေရဲ့ပညာရေးအတွက်စိုးရင်တော့တို့ကတို့ကိုယ်တို့ကိုယ်တိုင်ကျောင်းလေးလုတ်နေတယ် ဲ့ဒီကိုရူကိုရာကြောင်းလေးကလည်းဒီကရမ်းပြောရင်လေးဘက်ကိုတာလပတ်လေးပတ်ပြီးတော့ဒဏီမိုးထင်ရံကာလေးမလုံးမလဲနဲ့ကလေးတွေကမိုးရီထဲမှာစာတင်နေကြတယ်ဒီပြဿနာတွေဆရာတွေငားတဲ့ငွေကြေးခက်ခဲတွေအဲ့ဒါတွေကိုတော့ကျွန်တော်တို့တတ်နိုင်တော့ဝိုင်းပြီးတော့ဖြည့်ရှင်းပေးနေပါတယ်ဆရာငားတဲ့ဟာတွေကိုကျွန်တော်တို့စုပြီးတော့စိုက်ပြီးတော့ပေးတာလေးတွေပေါ့ဒါမျိုးလေးတော့လှုပ်ပေးနေတယ်ဒါပေမဲ့ဒါတွေကတကယ်လက်တွေ့ကျကျစဉ်းစားရင်တတိုင်းပြည်လုံးရဲ့ပြဿနာနဲ့ခြုံစင်းစားရင်ဒါတွေကအာမဟုတ်သေးဘူးလေ ကျွန်တော်အဲ့တော့အဲ့တော့ပညာရေးကိုတကယ်တမ်းကျွန်တော်တို့မြှင့်တင်တော့မယ်ဆိုရင်ဘတ်ဂျက်30စိတ်တွေတိုးသုံးရမယ်ပညာရေး30စိတ်တွေကျောင်းဆရာဆရာမတွေကိုဟိုခုနပြောသလိုဟိုတိုးမြှင့်ပြီးခန့်ပေးရမယ်လူကြီးတိုးမြှင့်ခန့်ပေးရမယ်ကျောင်းသားနဲ့ဆရာချိုးညီအောင်လုပ်ရမယ်ဒီအပြင်အဲဒီကျွန်တော်တို့ဆရာတွေကိုလည်းဒီတဲ့ပို့ပြီးတော့ကျွန်တော်တို့ teaching method တွေအစပို့ပြီးတော့ကျွမ်းကျင်အောင် နောက်ဒီလက်လန်းမီအောင်လို့ကျွန်တော်တို့လုတ်ပေးတင်တယ်ပြီခုနကကိုသိန်းစီပြောလို့ကိုလုတ်နိုင်မှုဆိုအာနာလူတာဟုတ်ဒါပေမဲ့ခုနကကျွန်တော်တို့တွေ့ရတော့မြို့သားဒီမိုစီဖွဲ့ချုပ်မှာဒီကခေါင်းဆောင်ဟိုကဒေါန်ဆန်းစုကြည်လို့ဖြစ်နေတယ်အင်္ဂလိပ်ကမှာလည်းဒေါန်ဆန်းစုကြည်ကိုပဲအဓိကမြင်နေတယ်ဟုတ်ကဲ့ခင်ဗျမြို့သားဒီမိုစီဖွဲ့ချုပ်မှာကောတကယ်တမ်းဒေါန်ဆန်းစုကြည်လည်းနောက်ထပ်9နှစ်လောက်ဆိုရှင်အသက်တော်ကြီးပြီအခုလိုသွာလာလှုပ်ရှားမှုခက်ပါတယ်အဲ့တော့ဒုတိယ line ခေါင်းဆောင်အနေနဲ့ကောအခုအနေနဲ့ခုနေထားမှာစဉ်းစားမိပြီလားကိုသိန်းစုရဲ့အမြင်အရဘယ်လိုရှိပါလဲ အဲအဲ့ဒါနဲ့ပတ်သက်လို့တော့အန်တီကတော့တောက်လျှောက်ကျွန်တော်တို့ပါတီစပြီးတော့ထူထောင်ကတဲ့ကတော့လူငယ်ကိုတော့သူအမြဲတမ်းစနစ်တကျသူအလေးနဲ့ထားတယ်ဗျခေါင်းဆောင်ကလေကျွန်တော်တို့ခေါင်းဆောင်အနေနဲ့ကအလေးနဲ့ထားတယ်ပြင်လဲပြင်ဆင်တယ်ဒါပေမဲ့ခက်တာကရှေ့ပိုင်းကာလာတွေမှာတမင်မွေးရင်ကြာဆိုင်ပေါ့ အလုတ်လုတ်ရင်းနဲ့ခုနပြောသူထောင်ကြတဲ့သူအထဲရောက်သွားတဲ့လူအထဲထဲမှာနေအချိန်ကုန်သွားနောက်လွတ်ဆင်သွားတဲ့နိုင်ငံခြားတိုင်းပြည်တွေအသီးသီးကိုရောက်သွားတယ်အဲ့ပုံကိုယ်တွေဆိုလဲအခုဆိုရင်ကျွန်တော်တို့ကြားနေရဆိုပညာတတ်ပုံကိုယ်တွေလည်းအများကြီးပါပဲအဲ့ဒီလူတွေပြန်လာနိုင်ဖို့ကိုလည်းကျွန်တော်တို့ကြိုးစားရလိမ့်မယ်ထင်တယ်အဲ့ဒီလူတွေကအမှန်တန်ဖိုးရှိတဲ့လူတွေပါဘာပြောသူတို့တင်ထားတဲ့ပညာရက်တွေသူတို့ပြန်လာနိုင်တဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ကခိုင်ခိုင်မာမာနဲ့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့အမကန်ချက်တွေပေးပြီးတော့ပြန်ပြီးတော့ခေါ်တင်တယ်ဒါတိုင်းပြည်အတွက်လေကျွန်တော်တို့အလကားကျွန်တော်တို့အလက်သက်ဖြစ်သွားမဲ့အဲ့ ပြဿနာတွေဒါတွေကိုကျွန်တော်တို့ပြန်ပြီးကျွန်တော်တို့ရင်ခွင်နဲ့ပြန်ပွေရလိမ့်မယ်ဒါအရေးကြီးပါတယ်ပါတီတဲမှာကောဒုတိယတန်းလိုင်းထားဖို့ခေါင်းဆောင်မှုအနေနဲ့ကိုကိုသိန်းစီဘယ်လိုယူဆလဲအဲအဲ့ဒီအတွက်တော့ဒေါန်ဆန်းစုကြည်ပြင်ဆင်နေပါတယ်စူးစမ်းနေပါတယ်အတတ်နိုင်ဆုံးအဲကျွန်တော်တို့လည်းဒီပုံမှာတော့ နောက်မျိုးဆက်တွေကိုလည်းလက်ဆင့်ကမ်းနိုင်ဖို့အတွက်အခုတည်းကတော့စပြီးတော့ကျွန်တော်တို့သင်တန်းတွေပေးတယ်လူငယ်ဆွမ်းရည်မြင့်သင်တန်းလေးတွေလုပ်တယ်အဲနောက်တစ်ခါဒီကျွန်တော်တို့ဆဖတ်အားကောင်းအောင်လို့လလန်းမီတော့ဆောက်စရန်တွေကိုကျွန်တော်တို့ဆိုမိုဘိုင်းဆက်ကြီးတိုက်လေးတွေလုပ်ပေးတယ်ရွာတွေအထိပေါ့နော်ဒါပေမဲ့ဒီလောက်နဲ့တော့ကျွန်တော်တို့မပြည့်စုံသေးဘူးပေါ့လှုပ်ချင်တာတွေကတော့အများကြီးပါဒါပေမဲ့ကျွန်တော်တို့ရှိနေတဲ့အားနဲ့ကျွန်တော်တို့ဝင်တော့ဝင်ဖို့ထမ်းနေရတာ哦အဲ့တော့ကျွန်တော်မြင်ပါတယ်အခက်ခဲတော့နည်းနည်းရှိပါသေးတယ်အဲ့ဒီအတွက်လည်းထိုက်တင်သလောက်အားထုတ်နေပါတယ်စူးစမ်းနေပါတယ် ကုသိုလ်စီ view လာပြီးဖြည့်ချပြီးတယ်ကျေးဇူးအများကြီးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကလည်းကျွန်တော်ပြောခွင့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမနက်ခင်းကခုတော့ဒီအပတ်စဉ်တက်ဆက်နေကြအစီအစဉ်တစ်ခုအလှည့်ပေးကြအောင်လားဗျာကောင်းပါပြီရှင်အမှုပညာရှင်တွေပါဝင်နိုင်ငံတကာကထင်ပေါ်ကျော်ကြားသူတွေရဲ့သတင်းတူတူထထရာတွေကိုပြပြနေတဲ့တက်တန်အောင်သတင်းလွှာစီစဉ်လှည့်ကြပါပြီရှင်။မဲအေးတနာကျော်ကစီစဉ်တင်ဆက်ထားပါတယ်ရှင်။ တင်းနစ်ချန်ပီယံအမျိုးသမီးလေးတကြားလုံးရောက်နာအောင်မြင်လို့နောက်ထပ်ကုန်ပစ္စည်းသစ်တွေဈေးကွက်ချက်မယ်လို့ဆိုပါတယ်။ကမ္ဘာတင်းနစ်ချန်ပီယံရှာရာပိုဗာဟာ Sugar Pova လို့နာမည်ပေးထားတဲ့ချိုးချင်မုတ်မျိုးစုံကိုဈေးကွက်တင်ပြီးတော့ရောင်းချခဲ့တာအောင်မြင်ပြီးတော့အခုတနှစ်ရှိသွားတဲ့အချိန်မှာပဲသူက Fancy လက်ဝတ်လက်စားတွေ၊ဆန်ညက်ကလေးအဝတ်ထည်နဲ့အလှကုန်ထည်တဲ့တစ်တာလေးတွေကိုအောက်ကလ20ရက်နေ့အင်္ဂါနေ့ကစပြီးတော့ရောင်းချလိုက်တာပါ။ ။တန်နစ်မှာကမ္ဘာနံပါတ်3အဆင့်ရှိတဲ့ရှာရာပိုဗာဟာနာမည်ကျော် Fifth Avenue နယူးယောက်ဖက်ရှင်လမ်းမကြီးပေါ်က Henry Bendel ဆိုတဲ့ဆိုင်နဲ့ပေါင်းပြီးတော့အလောက်ဝယ် fancy ပစ္စည်းလေးတွေအသုံးဆောင်လေးတွေရောင်းချပေးမှာပါ။သူရဲ့ပျော်ပျော်ရွှင်ရွှင်နေတဲ့ style နဲ့ fashion ကြတဲ့ design ကိုထင်အပ်စေတဲ့လက်ဝတ်လက်စားနဲ့ပစ္စည်းတွေကို Sharapova ကိုရိုင်းနဲ့ Bandel Company ကလက်ဝတ်ဒီဇိုင်နာ designer တွေပေါင်းပြီးတော့ design ဆွဲတာဖြစ်ပါတယ်။ Sharapova ကလည်းတကယ်ပဲ fashion ကိုစိတ်ဝင်စားတဲ့ကောင်မလေးပါ။ သူတက်နစ်ပြိုင်ပွဲတွေမှာဝင်ရိုက်မနေရဘူးဆိုရင်ဖက်ရှင်ရှိုးတွေအခမ်းအနားတွေမှာသူ့ကိုအမြဲတွေ့ရတာပါရှာရာပိုဗာကသူ့ရဲ့ကုန်ပစ္စည်းကိုကြော်ညာတဲ့အနေနဲ့မကြခင်ကျင်းပဖို့ရှိတဲ့ US Open တက်နစ်ပြိုင်ပွဲအတွင်းနှစ်ပတ်တာကာလမှာသူ့ရဲ့နာမည်ကိုသူ့ရဲ့ကုန်ပစ္စည်းတစ်စိတ်နာမည်ဖြစ်တဲ့ Sugar Pova လို့ပြောင်းရင်ကောင်းမလားဆိုပြီးတော့စဉ်းစားနေတယ်ဆိုတဲ့အသံထွက်လာလို့သတင်းတွေပေါ်မှာတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါသေးတယ်ရှင်။ အမေရိကန်နာမည်ကျော်အဆိုတော်ရုပ်ရှင်မင်းသမီးဂျန်နဖာလိုပက်စ်မရှိခိုင်မှာသူ့ရဲ့နယူးယောက်ဆောက်သမ်တန်ကအပန်းဖြေအင်းကိုဒဇင်းတယောက်ကဖောက်ဝင်ပြီးတော့တပတ်လောက်နေသွားခဲ့ပါတယ်တဲ့အဲ့လူကဂျန်နဖာလိုပက်စ်နောက်ကိုလည်းတကောက်ကောက်နဲ့နောက်ရောင်ခံလိုက်နေခဲ့သူဖြစ်ပါတယ်နယူးယောက်ရော့ဒ်အိုင်လန်ကအသက်49နှစ်အရွယ်အငိမ့်စားမိသက်သမားဖြစ်သူဂျွန်ဒူဘက်စ်ကိုဂျန်နဖာလိုပက်စ်ကသူ့နားမလာဖို့တရားရုံးကနေတရားဝင်တားမြစ်ခဲ့ပြီးဖြစ်ပေမဲ့ဒီလောက်အစောပိုင်းမှာပဲအဲ့ဒီလူကဂျေလိုရဲ့အပန်းဖြေအိမ်မှာနေနေတာကို မင်းသမီးရဲ့အလုပ်သမားတွေကတွေ့ရှိခဲ့တာပါသူ့ကိုဖောက်ထွင်းမှုနောက်ရောင်ခံလိုက်မှုဒုစရအကြံအစီကြံမှုနဲ့ဖောက်ထွင်းပစ္စည်းတွေပိုင်ဆိုင်မှုတွေနဲ့တရားစွဲထားတဲ့လူရဲကပြောပါတယ်မစ္စတာဒူဘက်စ်ကသူ့မှာအပြစ်မရှိကြောင်းတရားရုံးမှာရှောင်လဲထားပါတယ်ဒီဆောက်သမ်တန်ကအိခန်းရှိခန်းမှာနေကိုဂျန်နီဖာလိုပက်စ်ကပြီးခဲ့တဲ့မေလမှာပဲဝယ်ယူလိုက်တာပါချန်ကျဲ3ရေကရှိပြီးတော့အင်ဂျယ်စတူယန်ပေ8500ရှိတာပါရေချိုးကန်းကြီးပဲခုနှစ်ခန်းခွဲပါဝင်ပြီးတော့ရေကူးကန်တကန်နဲ့ တီဗီကန်တခန်းရင်သွေးငွေနဲ့ပေါင်းတင်တဲ့အခန်းဖြင့်ဧည့်သည်ဆောင်နဲ့ပါဝင်တဲ့ဒီအိမ်ကိုခေါ်တဲ့ဈေးကဒေါ်လာ၁၀သန်းနီးပါးရှိခဲ့တာပါနယူးယောက်ရဲ့ Long Island က Southampton နဲ့ Eastampton ရပ်ကွက်တွေမှာက American ပြည်အောင်စုရဲ့အစည်းအကြီးဆုံးအိမ်တွေရှိတာဖြစ်ပါလေရှင်။ကမ္ဘာမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့တည်ဆုံခဲ့ရတဲ့ကုညီကယ်ဆယ်ရေးလုပ်သားတွေကိုအောက်မေ့ကွန်ပြူတာအနေနဲ့ရော လူသားမျိုးနွယ်ပေါ်မှာပေးရတဲ့စောင့်ရှောက်ကူညီမှုတွေကိုအများပို့ပြီးတော့တတိပြုလာအောင်လှုံ့ဆော်တဲ့အနေနဲ့ပါ World Humanitarian Day ကမ္ဘာလူသားမျိုးနွယ်ပေါ်စောင့်ရှောက်ကူညီမှုနေ့ဖြစ်တဲ့ဩဂုတ်လ16ရက်နေ့မှာကုလသမဂ္ဂကလူမှုရေးကွန်ရက်တွေကနေလှုပ်ရှားမှုတစ်ခုစတင်လိုက်ပါတယ်။ကမ္ဘာဦးစားပေးကိစ္စရပ်တွေထဲမှာထည့်သွင်းမှခံရတဲ့လူသားမျိုးနွယ်ကိုထိခိုက်စေတဲ့ပြဿနာတွေကိုလူတွေပို့ပြီးအာရုံစိုက်မိလာကြအောင် ပြီးတော့ရန်မုံငွေတွေပို့ပြီးတော့ထည့်ဝင်လာအောင်ရည်ရွယ်ပြီးတော့လူမှုရေးကွန်ရက်တွေကတဆင့်အမြင့်တင်မှုလုပ်ဖို့ဆုံးဖြတ်လိုက်တာလို့ကုလသမဂ္ဂရဲ့လက်ထောက်အတွင်းရေးမှူးချုပ် Valerie Amos ကပြောပါတယ် The world needs more ကဘာကြီးကပိုလိုအပ်နေတဲ့ဆွေလှုံ့ဆော်မှုမှာနာမည်ကျော်အမှုပညာရှင်တွေနဲ့စီးပွားရေးကုမ္ပဏီကြီးတွေလည်းပါဝင်ပြီးတော့ Twitter လိုလူမှုကွန်ရက်မျိုးတွေကနေပြီးတော့လှုံ့ဆော်မှာပါ။ ဒီစီစမပါဝင်တဲ့အမှုပညာရှင်တွေဖြောပြေးနေပေကနာမည်ကျော်တွေက strength အင်အား love မြတ်တာ humanity လူသားဆန်မှုဒီလိုစကားလုံးတွေကို Twitter ကနေ tweet လုပ်ရေးပို့မှာဖြစ်ပြီးတော့အဲဒီစကားလုံးတွေကိုတခြားသူတွေကတစ်ခေါက်ပြန်ပို့တိုင်းစီးပွားရေးလုပ်ငန်းတွေကကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရန်မုံငွေတွေကိုဒေါ်လာထည့်ပေးမှာဖြစ်ပါတယ်ဒီလုံဆောင်မှုမှာအမေရိကန်နာမည်ကျော်အဆိုတော် Beyonce နဲ့အိန္ဒိယဘောလိဝုဒ်မင်းသားကြီး Amitabh Bachchan တို့လည်းပါဝင်ပါတယ်။ အီရန်နိုင်ငံဘက်ဒက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနခွဲရုံးချုပ်ကို2003ခုနှစ်မှာဘုံခွဲတိုက်ခိုက်လို့တေဆုံသွားခဲ့ရတဲ့ကုလသမဂ္ဂအထွေထွေမှုချုပ်ရဲ့အီရန်နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဆာဂျီယိုဗီအရာဒီမဲလိုပါဝင်လုပ်ငန်းဝင်မှာတေဆုံခဲ့ရသူကုလသမဂ္ဂနဲ့ကုညီကယ်ဆယ်ရေးလှုပ်တာ22ရက်ကိုအောက်မေ့ခွန်ပြုတဲ့အနေနဲ့ဩဂုတ်လ19ရက်နေ့ကိုကမ္ဘာလူသားမျိုးနွယ်ပေါ်စောင့်ရှောက်ကူညီမှုနေ့ဖြစ်နေ2008ခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာကြေညာခဲ့တာဖြစ်ပါတယ်ရှင် ဒီသတင်းပတ်အတွက် TV Magazine စီစဉ်ကတော့ဒီလောက်ပါပဲခင်ဗျာ VOA TV အစီအစဉ်တွေကိုနေ့စဉ်မနက်9:00နာရီတိုင်းမှာစီစဉ်သစ်ကိုတင်ဆက်ပေးပြီးတော့နောက်နေ့မနက်အစီအစဉ်သစ်မပြောင်းခင်ထီအချိန်ချင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်ရှင် VOA TV Magazine စီစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေရှင်